မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်တွင်းစီးပွားရေးဈေးကွက်မှာ အမေရိကန်ဒေါ်လာကိုမြန်မာငွေ4100ကျပ်ဝင်းကျင်အထိဈေးနှုန်းမြင့်တက်သွားပြီးအကောက်ရွှေတစ်ကျပ်သားကိုငွေကျပ်46သိန်းခွဲအထိစံချိန်တင်ဈေးနှုန်းမြင့်တက်လာပြီဆိုပါတယ်မြောက်ရီမြို့ကရွှေကုတ်ကုန်းမြို့တက်မှာရှိတဲ့ကြားဖြန့် online ငွေလိမ်ဂိုင်းတွေနဲ့အလောင်းကစားလုပ်ငန်းတွေဟာပုံမှန်အတိုင်းလဲပတ်နေတဲ့အဖြစ် အလုသမားအစ်စ်တွေကိုပါအရှိန်ဟုန်နဲ့ထပ်မံခေါ်ယူနေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဇုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပြည်တွင်းစီးပွားရေးဈေးကွက်မှာအမေရိကန်ဒေါ်လာကိုမြန်မာငွေ4100ကျပ်ဝင်းကျင်အထိဈေးနှုန်းမြင့်တက်လာပြီးအခောက်ရွှေတစ်ကျပ်သားကိုငွေကျပ်46သိန်းခွဲအထိစံချိန်တင်ဈေးနှုန်းမြင့်တက်လာပြီလို့ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေကပြောပါတယ်ဒီကနေ့မေလ15ရက်နေ့မွန်လွယ်ပိုင်းမှာပဲ ပြည်တွင်းမှာအခောက်ရွှေတစ်ချက်သားကိုငွေကျပ်46သိန်းခွဲအထိစံချိန်တင်မြင့်တက်သွားတယ်ဆိုပါတယ်မြန်မာပြည်မှာအခုလိုရွှေဈေးတွေတဟုန်တို့မြင့်တက်နေတာဟာဒေါ်လာဈေးတက်နေလို့ဖြစ်ပြီးဒေါ်လာဈေးကဘာလို့မြင့်တက်နေသလဲလို့မေးရင်ပြည်တွင်းမှာဒေါ်လာရှားပါလာတာကြောင့်ဖြစ်တယ်လို့စစ်ကောင်စီရဲ့ဗဟိုဘဏ်ကဝန်ဟန်လဲခဏပဲရပြီးပြည်တွင်းမှာစီးပွားရေးကအကြီးအကျယ်ပြိုလဲနေပြီလို့ရန်ကုန်ရွှေကုန်းတဲ့အုပ်ကပြောထားပါတယ်တစ်ဖက်မှာလည်းအမေရိကန်ဒေါ်လာဈေးဟာဆိုရင် ဒီကနေ့မေလ15ရက်နေ့မှာပဲဒေါ်လာကိုမြန်မာငွေ4100ကျပ်ဝင်းကျင်မှာပေါက်ဈေးရှိနေတယ်လို့ထိုင်းငွေတစ်ပတ်ကိုမြန်မာငွေ130ဝင်းကျင်မှာဈေးပေါက်နေပြီမြန်မာကျပ်ငွေတန်ဖိုးတွေထိုးကျနေတယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ကင်းပြည်နယ်မြရီမြို့ကရွှေကောက်ကိုမြို့တက်မှာရှိတဲ့ကြားဖြန့် online ငွေလိမ်ဂိုင်းတွေနဲ့အလောင်းစားလုပ်ငန်းတွေဟာပုံမှန်အတိုင်းလဲပတ်နေတဲ့အပြင်အလုသမားအစ်စ်တွေပါအရှိန်ဟုန်နဲ့ထပ်မံခေါ်ယူနေတယ်လို့ ရွှေကုတ်ကိုမြို့တစ်မှာအလုတ်လုံနေတဲ့သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ထိုင်းနိုင်ငံကရွှေကုတ်ကိုမြို့တစ်ကမိုဘိုင်းအင်တာနက်လိုင်းတွေနဲ့ဖိုင်ဘာအင်တာနက်လိုင်းတွေကိုဖြတ်တောက်တာတွေလုပ်ခဲ့ပေမဲ့လက်တွေ့မှာတော့ရွှေကုတ်ကိုမြို့မှာအင်တာနက်လိုင်းလုံးဝပြတ်တောက်တာမျိုးမရှိဘူးလို့လည်းဆိုပါတယ်။တစ်ဖက်မှာလည်း BGF တပ်ကရွှေကုတ်ကိုအပဝင်းမြောက်ရီမြို့နယ်တဝိုက်မှာ online လုပ်ငန်းတွေလုပ်နေတဲ့နိုင်ငံခြားသားတွေအလုံးအော်တိုဘာလ31ရက်နေ့နောက်ဆုံးထားပြီးထွက်သွားကြဖို့ကြေညာချက်ထုတ်ခဲ့ပေမဲ့ လက်တွဲမှာတော့နိုင်ငံခြားသားတွေနဲ့တရုတ်အများစုကရွှေကုတ်ကိုမြို့တစ်ထဲမှာပုံမှန်အတိုင်းရှိနေတဲ့အပြင်ကြားဖြန့်ငွေလိမ်လုပ်ငန်းတွေဟာလည်းပုံမှန်လဲပတ်နေုံနဲ့မကအလုသမားအသစ်တွေကိုပါအရှိန်ဟုန်နဲ့ထပ်ပြီးတော့တောင်ခေါ်ယူနေသေးတယ်လို့ရွှေကုတ်ကိုမြို့တစ်အတွင်းမှာရောက်နေတဲ့ CDM တဦးကပြောထားပါလေရွှေကုတ်ကိုမြို့တစ်ကိုအကြမ်းဖက်စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင်စောချစ်သူကထိန်းချုပ်ထားတာဖြစ်ပြီးဗီဂျက်တက်ကရွှေကုတ်ကိုလောင်စာမြို့အတွင်းမှာအလုတ်လုပ်နေတဲ့သူတွေစီကနေလက်ရှိအချိန်ထိလစဉ်ကြီးတလကို ထိုင်းဘက်ငွေ2000နီးပါးပုံမှန်အတိုင်းဆက်လက်ကောက်ခံနေတယ်လို့လည်းသိရပါတယ်ခင်ဗျဒီတစ်ခါရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ DNL ထိန်းချုပ်ထားရမြို့တွေအတွင်းအကြမ်းဖက်စစ်အုပ်စုလက်အောက်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့နန်စီဒီယံဝန်ထမ်းတွေကိုလုပ်ငန်းတာဝန်အားလုံးရပ်ဆိုင်းလိုက်ပြီးဖြစ်ပြီးစစ်အုပ်စုစီကနေလစာထုတ်ယူတာမြို့အစီရင်ခံစာပေးပို့တာမြို့တွေကိုတွစ်ရှိပါကအပြစ်ပေးအရေးယူသွားမယ်လို့ DNL ကနေတရားဝင်ထုတ်ပြန်လိုက်ပါတယ်လက်ရှိ DNL သိမ့်ပိုက်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းက နမ်ဆန်နမ်ဒူမန်တုံကွတ်ခိုင်နမ်ကန်မိုင်းကောမိုင်းလုံးမြို့တွေအပါဝင်တီအန်အလီထိန်းချုပ်ထားတဲ့နယ်မြေတွေမှာအကြပ်ဖက်ဆဲအုပ်စုလက်အောက်ခံနမ်စီဒီယန်ဝန်ထမ်းတွေကိုလုပ်ငန်းတာဝန်တွေရက်ဆိုင်လိုက်ပြီးလို့ဆိုထားပါတယ်လက်ရှိမှာတီအန်အလီဟာသက်ဆိုင်ရာမြို့တွေဒေသတွေမှာပြည်သူလူထုနဲ့အတူအုပ်ချုပ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေကိုစ조사ဆောင်ရွက်နေပြီဖြစ်တဲ့အတွက်တီအန်အလီထိန်းချုပ်ထားတဲ့နယ်မြေတွေမှာအကြပ်ဖက်စစ်တပ်လက်အောက်ခံနမ်စီဒီယန်ဝန်ထမ်းတွေအနေနဲ့မြေသိတာဝန်မှမရှိတော့သလို့ ဆောဆူစီကနေလစာထုတ်ယူတာမျိုးနဲ့အစီရင်ခံစာပေးဖို့တာမျိုးတွေကို တွေ့ရှိပါကအပြစ်ပေးအရေးယူသွားမှာဖြစ်တယ်လို့ TNL ကနေတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျအခုတခါရခိုင်ပြည်နယ်ဘက်မှာတော့ကြောက်တော်မျိုးနယ်မှာရှိတဲ့ဝဲကြီးတောင်စေယုံကိုအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ဘုံကျဲမှုကြောင့်လူနာတွေလူနာဇောက်တွေနဲ့ဆေးဝင်ဒန်းတွေအပါအဝင်ပြည်သူအယောက်20ထပ်မနည်းထိခိုက်ဒဏ်ရာရထားပြီးတေဆုံးမှုတချို့လည်းရှိနေတဲ့အပြင် ဆေးရုံတစ်ခုလုံးလဲပျက်စီးသွားပြီလို့ရခိုင်တပ်တော် AA ကတရားဝင်ထုတ်ပြန်ထားပါတယ်ဒီနေ့မေလ15ရက်နေ့မနက်အစောပိုင်းမှာပဲကြောက်တော်မြို့နယ်ကဝဲကြီးတောင်ဆေးရုံကိုအကျန်းဖက်စစ်ကောင်စီကတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုကြောင့်ဆေးရုံမှာရှိတဲ့လူနာတွေလူနာဇောင်းတွေနဲ့ဆေးဝင်တန်းတွေအပါအဝင်အရတပ်ပြည်သူအယောက်20ဝန်းကျင်လောက်ဟာထိခိုက်ဒဏ်ရာတွေရထားပြီးတေဆုံးမှုတချို့လည်းရှိထားတယ်ဆိုပါတယ်လက်ရှိမှာတော့ဆေးရုံတစ်ခုလုံးဟာလုံးဝပျက်စီးသွားပြီဖြစ်တဲ့ပြင်အကျန်းဖက်စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာအကြီးအကျယ်ရှုံးနိမ့်မှုတွေနဲ့အဆက်တကွက်ဖြစ်နေတဲ့အတွက်ကောက်ကြီးရုံပါတဲ့နေတွေနဲ့လူမျိုးရေးအမုန်းတရားတွေကိုဖန်တီးနေုံနေမှာစစ်ရေးပြမမဟုတ်တဲ့ဈေးုံတွေဈေးတွေအရသာပြည်သူတွေကိုအဆုတ်လိုက်အပြုံလိုက်တပ်ဖြတ်နေပြီစစ်ရဇဝဲမှုတွေကိုပြောင်းပြောင်းတင်းတင်းကျူးလွန်နေတယ်လို့လည်းရခိုင်တတော်အေအေကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျတဖက်မှာတော့အကြံဖတ်စစ်တဲ့အတွက်အကျိုးဖြစ်ထွန်းစေတဲ့တရုတ်မြန်မာဝမ်ပေါင်နဲ့မြန်မာရန်စီကျင်းနီတပ်ထုတွင်စီမံကိန်းတွေပြန်လဲလဲပတ်ဖို့ပြင်ဆင်နေတာတွေကို လုံးဝလက်မခံဘူးလို့စကိုင်းတိုင်းသပိတ်အင်အားစုကပြောဆိုလိုက်ပြီးတရုတ်ကုမ္ပဏီအနေနဲ့အကြက်ဖက်စစ်တပ်နဲ့ပူးပေါင်းနေရင်တော့မြန်မာပြည်သူတွေရဲ့ဒဏ်ခတ်မှုကိုခံရမှာဖြစ်တယ်လို့တတိပေးပြောဆိုလိုက်ပါတယ်စကိုင်းတိုင်းကစလင်းကြီးမြို့နယ်မှာရှိတဲ့တရုတ်မြန်မာဝမ်ပောင်နဲ့မြန်မာရန်စီဂျင်းနီတပ်ထုတွင်စီမံကိန်းတွေဟာစစ်တပ်ကမတရားအာဏာသိမ်းယူပြီးတဲ့နောက်စီရီယံလှုပ်ရှားမှုတွေနဲ့ရန်နာထားခဲ့ပြီးမှအခုခါမှာတော့ပြန်လဲလဲပတ်ဖို့ပြင်ဆင်နေတဲ့အပေါ်လုံးဝလက်ခံမှာမဟုတ်ဘူးလို့ စကန်တိုင်းဒေသတပိတ်အင်အားစုကမေလ14ရက်နေ့ဖြစ်တဲ့မနေ့ကပဲတရားဝင်ထုတ်ပြန်လိုက်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာပြည်သူလူထုကိုမတရားဖမ်းဆီးတပ်ဖြတ်မဒိန်ကျင်မိရှုဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်အုပ်စုနဲ့အကျိုးစီးပွားအတွက်ပူးပေါင်းနေတဲ့တရုတ်အနေနဲ့ဂျင်းနီစီမံကိန်းကိုလက်ပတ်ဖို့အပုတပြင်းလှုပ်လာတာတွေကိုပြည်သူလူထုကလုံးဝငြိမ်ခံနေမှာမဟုတ်ပဲစပီးရှစ်တို့လာရင်တော့ပြည်သူလူထုရဲ့ဒဏ်ခတ်မှုကိုခံရမှာဖြစ်တဲ့အတွက်တရုတ်ဝန်ပေါင်းမြန်မာရန်စီဂျင်းနီစီမံကိန်းကတာဝန်ရှိတဲ့သူတွေအနေနဲ့ ပြည်သူလူထုရဲ့အတန်ကိုအလေးထားကြဖို့လိုအပ်တယ်လို့လဲစကိုင်းတိုင်းဒေတာတပိတ်အင်အားစုကတတိပေးပြောဆိုတိုက်တွန်းလိုက်ပါတယ်ခင်ဗျဒီတစ်ခါဆက်ချင်တာကတော့ကချင်လွတ်လပ်ရေးတမတော် KIAC ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးခေါင်လုံးကွယ်လွန်မှုအပေါ်ဝန်ထမ်းကြောင့်တဝင်းလွာကိုမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲကဒီကနေ့မေလ15ရက်နေ့မှာပဲပေးပို့ခဲ့တယ်လို့သိရပါတယ် KIAC ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးခေါင်လုံးဟာအသက်62နှစ်အရွယ်မှာပဲမေလ13ရက်နေ့ညနေ6နာရီကျော်လောက်ကအသက်ရောဂါနဲ့ကွယ်လွန်သွားခဲ့တာဖြစ်ပြီး အဲ့ဒီလိုဒုတိယဗိုလ်ချုပ်ကြီးခေါင်းလုံးရုတ်တရက်ကွယ်လွန်မှုအပေါ်ညီနောင်မဟာမိတ်၃ဘွဲ့ဖြစ်တဲ့ MNDAA TNL နဲ့ AA တို့ကနေစိတ်မကောင်းဖြစ်ရကြောင်းနဲ့ဝန်내ကြောင်းကိုထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။ဒါပြင် KA ရဲ့ဒုတိယဗိုလ်ချုပ်ကြီးခေါင်းလုံးဟာလက်ရှိစစ်ရေးနိုင်ငံရေးအခင်းကျင်းမှာရှေ့တန်းစစ်မြေပြင်အထိစစ်ရေးတာဝန်တွေကိုအဓိကတာဝန်ယူခဲ့သူတဦးဖြစ်တယ်လို့ KA ရဲ့လက်ရှိစစ်ရေးအောင်မြင်မှုတွေမှာလည်းအခရာကျတဲ့သူအဖြစ်အတိမတ်ပြုဂုံပြုအပ်ပါတယ်လို့လည်းမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့ကဆိုထားပါတယ်။ဒါပြင် ညီနောင်မမိတ်သုံးဘွဲ့အနေနဲ့ KIA စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွန်းရဲ့ကြေမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကာလအတွင်းအနေနာကံပေးဆက်ဆွန့်လွတ်မှုနဲ့လှုပ်ဆောင်ချက်တွေကိုအလေးနဲ့တန်ဖိုးထားဂုဏ်ပြုအပ်ပြီးဒုတိယဗိုလ်ချုပ်ကြီးခေါင်လွန်းတောင်းရဘုံဘဝကိုရောက်ပါစေလို့လည်းညီနောင်မမိတ်သုံးဘွဲ့ကစုမုံကောင်းတောင်းထားပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ